မင်္ဂလာပါရှင်ကျမတော်ဝန်ဒီပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်လူသတ်မှုနဲ့ဖန်ဆီးခံနာရတဲ့ပြီးသုံးလုံးပါတီကတိုင်းဒေသကြီးလွှတ်တော်ကိုစလေလောင်းဦးဆိုင်ရွှေထီကိုစစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်ပြုလိုက်တယ်လို့ထုတ်ပြန်ချက်တွေရသိရပါတယ်နိုဝင်ဘာလ10ရက်နေ့ကစေအုပ်စုနဲ့ပြည်ရင်းသတင်းမီဒီယာတွေအုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာ သတင်းဌာနတစ်ခုကလူသက်မှုနဲ့ဖမ်းဆီးခံထားရတဲ့ပြည်သုံးလုံးပါတီကဦးဆိုင်ရွှေထီကိုကိုယ်စားလှယ်လောင်းကနေပယ်ဖျက်ခြင်းရှိမရှိမေးမြန်းရမှာ UEC ကပြန်လည်ဖြေဆိုခဲ့တာပဲဖြစ်ပါတယ်။စေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲမှာရပ်ပေါင်း90ကျော်သာလူတော့တာဖြစ်ပြီးမြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရားရုံးတွေရဲ့ထုံးစံအရအမှုစစ်ဆေးချိန်တွေကနှစ်နဲ့ချီပြီးကြာမြင့်တဲ့အတွက်ပြည်သုံးလုံးပါတီကလွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ရွှေထီကရွေးကောက်ပွဲဝင်ခွင့်ရမယ်လို့တရားလွှတ်တော်ရှေ့နေတယောက်က DVV ကိုပြောပါရတယ်။ နိုဝင်ဘာလ၄ရက်နေ့မနက်၂နာရီခွဲဟာတောင်ကြီးမြို့နယ်ရက်ွက်တဲ့နယ်မြေနှစ်မှာနေထိုင်တဲ့ဦးဆိုင်ထုံးစာဆိုသူအမျိုးသားတယောက်ကဦးဆိုင်ရွှေတီချန်နယ်ကကြက်ကိုဝင်ခိုးရမှာတားဖနှစ်ယောက်ကဒုတ်တင်နဲ့ဝိုင်းဝန်းရိုက်နှက်ရာကနေတေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ပြစ်မှုကျွလွန်သူဦးဆိုင်ရွှေတီနဲ့ဆိုင်းကျော်စိုးမိုးတို့ကိုအေးတရာနယ်မြေရဲစခန်းကဖမ်းဆီးပြီးပအမှတ်81မြင်းဆောင်2025ပုံမှန်300နှစ်114နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါပါရှင်။ မြန်မာနိုင်ငံရဲ့တောင်ဘက်ပင်လယ်တွေကအိန္ဒိယနိုင်ငံနီကိုဘာကျွန်းနားမှာနိုဝင်ဘာလ9ရက်နေ့ဒီကနေ့နေ့လယ်ပိုင်းက Richter scale 5.8အဆင့်ရှိတဲ့ငလင်းတစ်ခုလှုပ်ခတ်သွားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။မြန်မာစံတော်ချိန်နေ့လယ်တနာရီ10မိနစ်လောက်က AR တိုင်းပသိမ်မြို့ရဲ့တောင်ဘက် 485ကီလိုမီတာအကွာမြမကန်းလွန်ပင်လယ်ပြင်အတွင်းအတ္တမန်နဲ့နီကိုဘာကျွန်းစုရဲ့အနီးနားမှာမြေရောက်အနက်133ကီလိုမီတာကိုဗဟိုပြုပြီး Richter scale 5.8အဆင့်ရှိတဲ့အင်အားအတော်အသင့်ရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။မြေငလျင်တိုင်းတာဆက်တရာသုံးတဲ့ scale နဲ့တိုင်းတာရဲ့နီလန်းနေပေါ်မူတည်ပြီးတော့ငလျင်အင်အားပမာဏအနည်းငယ်ကွာနိုင်တယ်လို့ဆိုပါတယ်။ အိန္ဒိယအမျိုးသားမြေငလင်းဗဟိုဌာန NCS ကတော့ဒေသစံတော်ချိန်12နာရီ6မိနစ်မှာအနက်60ကီလိုမီတာမှာပြင်းအား9.4နဲ့လှုပ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။ဂျာမန်ဘူမိသိပ္ပံသုတေသနဌာနကတော့အနက်30ကီလိုမီတာမှာပြင်းအား6.3နဲ့လှုပ်ခတ်ခဲ့တယ်လို့ဆိုပါရယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောကနေလာရှုံမျိုးဘက်ကိုတင်ပို့မဲ့ပြောင်းကားတွေကိုဒုထဝရီတံတားမှစောင့်နေတဲ့စစ်ကော်မရှင်ဂိတ်ကဖျက်တမ်းခွင့်မပြုတာကြောင့်ဒေသခံပြောင်းဆိုင်တောင်သူတွေနဲ့ကုန်တွေတွေအရှုံးနဲ့ကြုံတွေ့ရမဲ့အခက်အခဲဖြစ်နေကြပါတယ်။ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်။ TNN တအန်းတက်ကတနစ်ကြော်ကြာထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအနာတိန်စစ်ကောင်မရှင်တက်ကအောက်တိုဘာ19မှာပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တီဘောမြို့အထက်ဒုထဝရီတရားမှာစောင့်နေတဲ့စစ်တပ်ဂိတ်ဟာလာရှုံမြို့ကိုတင်ပို့မဲ့ကုန်ပစ္စည်းအမျိုးမျိုးကိုဖြတ်တန်းခွင့်ပြုပြီးပြောင်းကုန်စည်ကားတွေကိုတော့ဖြတ်တန်းခွင့်မပြုတာတပတ်ကျော်ကြာပြီဖြစ်တာကြောင့်ပြောင်းတောင်းသူတွေနဲ့ကုန်တွေတွေမှာအရှုံးပေါ်ရမယ့်အခြေအနေတွေဖြစ်နေတာပါ။ အာဒုက္ခဝတ္တိပြပါဗျဟုတ်တယ်ဗျပြီးမဖြတ်တာဒီ9ရက်8ရက်အတွင်းမရှိသေးတဲ့ကိုအာဒီတချို့ကားတဲ့ဆိုရင်တပတ်လောက်ရှိပြီးစောင့်နေတာတဒါနာရောက်ပြီးဆိုတော့လည်းသူတို့မေးတယ်ပါတင်လာတယ်ပြောင်းဘူးဆိုတဲ့ခါကျရင်သူတို့ကဘေးကိုမဖြတ်တော့ဘူးတီဘောမြို့နယ်ရဲ့အဓိကထွက်ကုန်ဟာပြောင်းဖြစ်ပါတယ်ပြောင်းတောင်းသူအများစုဟာကုန်တယ်နဲ့ပွဲရုံတွေစီကနေမျိုးစိမြေဩဇာနဲ့စိုက်ပျိုးစိတ်တွေချင်းယူပြီး လောဟာစိုက်ထုတ်ကလောက်ကင်နေကြရတာပါပြီးခဲ့တဲ့နှစ်ကပြောင်းစေးမကောင်းတာကြောင့်တောင်သူတွေကျွေးတင်ထားတာတွေရှိပါတယ်လက်ရှိမန်လေးမှာပြောင်းစေးတွေကျနေတာကြောင့်တီဘောမြို့နယ်ကထွက်ရှိတဲ့ပြောင်းတွေကိုလာရှုံမြို့ဘက်ကိုတင်ပို့ရောင်းချတာဖြစ်ပါတယ်အခုလိုဒေါသဝတိတရားမှစောင့်နေတဲ့စစ်တပ်ဂိတ်ကပြောင်းကားတွေကိုဖြတ်တန်းခွင့်မပြုတာဟာပြောင်းဆိုင်တောင်သူတွေရဲ့ကျွေးမီဝင်ကို ပိုပိစေတယ်လို့ဒေသခံတွေကဆိုပါတယ် တို့လောက်အခါမပါဘူးတို့ရိတ်တယ်တိတ်နေချိန်မပါဘူးဒီမျိုးစေးနဲ့သူအတုံးစေးကိုကျွန်တော်တို့တပိတ်တာ900လောက်ရမှအရင်ပဲရှိမယ်800 800ကျားတောက်တဲ့ခါမျိုးကြရင်ဆိုရင်တောင်တူတဲကတေချာပေါက်ရှုံးသွားပြီတဲ့မန်လေးဖက်ကစေးတောက်လျှောက်ထိုးကြတော့လည်းကြောင်းနဲ့ပတ်သက်ပြီးတော့တောင်တူတဲအကျွေးပြီးခဲ့ရတာရှိရဒီနေ့မှတို့အနာပြန်ဖေးချင်ပေမဲ့လည်းတို့အနာပို့တူထားတဲ့သဘောမျိုးဖြစ်သွားနိုင်နေတဲ့ တီဘောမျိုးဟာမြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါတယ်။လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိက္ခတွေအတွင်းမှာစစ်ကော်မရှင်တပ်အပြင်ဒေတာရင်းတိုင်းရင်းသားလက်နက်ကိုင်တွေရဲ့တီးနှံကုန်ကုန်သွယ်ကုန်နဲ့လမ်းကျွေးတွေကြောင့်လည်းတောင်တူတွေကုန်သွယ်တွေကုန်စည်ပို့ဆောင်သူတွေနဲ့ဒေသခံပြည်သူတွေမှာများစွာဝန်တုံးဝန်ပိုးဖြစ်နေတယ်လို့ဆိုကြပါတယ်။ကျွန်တော်ခွန်စောဦးပါ။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ